ကဘာတဝမ်း online ငွေကြေးလိမ်လည်မှုတွေလှုပ်ဆောင်နေတယ်လို့ယူဆရတဲ့ခြံဝင်းကြီးတစ်ခုအတွင်းကအဆောက်အအုံတွေကိုကမ္ဘောဒီးယားအာဏာပိုင်တွေကမနေ့အောက်တိုဘာလ16ရက်နေ့မှာဝင်ရောက်စစ်ဆေးမှုတွေလှုပ်ဆောင်ပြီးအဆောက်အအုံတွေကိုလည်းချိတ်ပစ်လိုက်ပါတယ်။တောင်ကိုရီးယားနိုင်ငံသားចောင်းသားတဦးကမ္ဘောဒီးယားမှာရှိတဲ့ရာဇဝတ်ကိုင်းတွေရဲ့ညှဉ်းပန်းနှိပ်စက်မှုခံရပြီးတေဆုံသွားတဲ့ကိစ္စနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေတောင်ကိုရီးယားဘက်ကဖိဖိစီစီလှုပ်ဆောင်နေတာမှာ ကမ္ဘောဒီးယားကိုတောင်ကိုရီးယားစုံစမ်းစစ်ဆေးမှုတွေရောက်လာပြီးမှအခုလိုဝင်ရောက်စစ်ဆေးချိပိတ်မှုတွေဖြစ်လာတာပါတောင်ကိုရီးယားစုံစမ်းစစ်ဆေးမှုတွေသူတို့စီရောက်လာကြောင်းလဲကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်းတကီယိုပြည်နယ်ဘာတီးခိုင်အုပ်ချုပ်ရေးမှု ဖုန်ချင်းကပြောပါတယ်ပတ်ခူကိုရီးယားကဂျွင်မော့ဆက်ဆာဒီနေရာဟာဝေးလံခေါင်ဖျားတဲ့လေဝင်းထဲမှာတိစောက်ထားတာဖြစ်ပြီးအဲ့ဒီငွေလင်ခိုင်းကလူတွေက ဒေသခံတွေထံကနေမြေတွေကိုဈေးကောင်းပေးပြီးအားရမဝယ်ယူခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ဒါဟာမြန်မာနိုင်ငံကရွှေကုတ်ကိုလိုလူနေအင်ဂျီတွေနဲ့ဝေးလံတဲ့နေရာမှာတီးတန့်ကွန်ပေါင်းကြီးတိဆောက်ပြီးတော့အဆောက်အအုံတွေထဲမှာအွန်လိုင်းငွေကြေးလိမ်လည်မှုတွေလှုပ်ဆောင်နေတာနဲ့အလားအသဏ္ဍတူပါတယ်။အခုကမ္ဘောဒီးယားကငွေကြေးလိမ်လည်မှုခိုင်းအဖွဲ့ဝင်တွေကတော့အာဏာပိုင်တွေရောက်လာတဲ့အချိန်မှာအလုံးထွက်ပြေးလွတ်မြောက်သွားကြပြီဖြစ်တယ်လို့ပြောပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မနက်နဲ့တောင်ကိုရီးယား ုတိယနိုင်ငံသားရေးဝန်ကြီးတို့ဖနွမ်ပင်မှာတွေ့ဆုံစဉ်အခုလိုစုံစမ်းစစ်ဆေးမှုတွေကမ္ဘောဒီးယားအနာဘိုင်နေဘက်ကလှုပ်လာတာပါထိုင်းဝန်ကြီးချုပ်အနုထင်ချန်ဝဲလကူးကလည်းအွန်လိုင်းငွေလိမ်ဂိုင်းနေဖန်စီအေးအေးယူရေးအတွက်တောင်ကိုရီးယားနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ကန့်လန့်ထားပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကမ္ဘောဒီးယားထိပ်ပိုင်းခေါင်းဆောင်တွေနဲ့နှိစက်တဲ့အွန်လိုင်းငွေလိမ်ဂိုင်းခေါင်းဆောင်ကမ္ဘောဒီးယားတရုတ်ကဗျာချန်စီဆိုသူထံက Bitcoin ဒေါ်လာ14ဘီလီယံကျော်ဘူးကို အမေရိကန်ကဖမ်းဆီးသိမ်းဆည်းလိုက်တဲ့အပြင်အမေရိကန်နဲ့ဗြိတိန်တို့ပေါင်းပြီးတော့လဲသူ့အပေါ်တန်ခတ်အရေးယူမှုတွေနဲ့တရားစွဲဆိုမှုတွေလှုပ်ဆောင်ခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ